ို့ဓမ္မဟောင်းရဲ့မူအလေးအလာကို ပြန်ကြည့်ရင်เนาะဖျားဟာဣသရေလလူမျိုးတွေကိုရုပ်ထုနဲ့ပြည်နေတဲ့အီဂျစ်ပြည်ထဲကနေ ခေါ်ထုတ်ခြင်းကအဲ့ဒီလူမျိုးရဲ့အလယ်မှာသူကိန်းဝတ်ဖို့ရန်အတွက်ဖြစ်တယ်သူหนีလို့ရဖို့ရန်အတွက်ဖြစ်တယ်ရုပ်ထုနဲ့ပြည်နေတဲ့နေရာမှာဖျားหนีလို့မရအောင်ဒါကြောင့်မလို့ဣသရေလလူမျိုးတွေကိုခေါ်ထုတ်ခဲ့တယ် နော်ခေါ်ထုတ်ပင်မဲ့လေဣတရီလာလူမျိုးတွေက မောရှေတောင်ပေါ်တက်နေတဲ့အချိန်မှာသူတို့ရဲ့စီဝေးရာအလယ်မှာသူတို့ကနွားတငယ်ရုပ်ထုကိုလှုပ်ပြီးတော့မှကိုးကွယ်တာကိုတွေ့ရတယ်နော်အဲ့လိုကိုးကွယ်တော့မောရှေကပြန်ဆင်းလာတော့မောရှေတိလိုက်တယ်ရုပ်ထုရှိနေတဲ့ဒီလူမျိုးအလယ်မှာဖျားမနေတော့ဘူးဆိုတာဒါကြောင့်မလို့သူကသူ့ရဲ့တဲနော်ဖျားတဲကိုသူကအဲ့ဒီအဲ့ဒီ ဣတရီလလူမျိုးရဲ့နေရာကနေသူက အပြင်မှာသူကသွားထုတ်ပြီးတော့หนีလိုက်တယ်လူတွေအားလုံးဣတရီလလူမျိုးတွေအားလုံးစီဝေးနေတဲ့နေရာကတက်ဖြစ်တယ်เนาะမောရှေက သူ့ရဲ့တဲကို အဲ့ဒီတက်ရဲ့အပြင်မှာသွားစောက်လိုက်တယ်နော်အဲ့တော့ဖခင်ရဲ့ဘုန်းတော်ဟာလည်းအဲ့ဒီမောရှေရဲ့တဲမှာပဲဂိမ်းဝတ်တော်တယ်နွားတငယ်ရုပ်ရှိရဲ့ဣတရေလလူမျိုးအလယ်မှာမဂိမ်းဝတ်တော်ဘူးဒီနေ့ကျမတို့ပြန်စင်ကျင်မှုရှိတယ်ကျမတို့အယောက်ချင်းစီတိုင်းခုနနှုတ်ကပတ်တော်ထဲမှာကြားတယ်ရုပ်ထူးဆိုတာက နော်ဖျားပေးထားတဲ့အရာတွေကိုအချင်းကြီးကုံဆုံးစေလိုက်တဲ့အရာတဲ့နော်အဲ့တော့ကျမတို့ရဲ့ငွေရေးကြေးကိုကျမတို့အချင်းကြီးကုံဆုံးစေတယ်ကျမတို့ရဲ့အချိန်တွေကိုအချင်းကြီးကုံဆုံးစေတယ်ဆိုရင်ဒါရုပ်ထုတွေပဲရုပ်ထုသွန်းနေတာပဲဖြစ်တယ်နော်အဲ့ဒီအလယ်မှာဖျားမနေဘူးအဲ့ဒါကြောင့်မလို့မောရှိကိုဖျားကဘလို့ခေါ်လဲလို့ပြောရင်အဆွေခင်မွန်းလို့ခေါ်တယ်နော်အဲ့တော့ ဒီတမဟောင်းမှာပြန်ကြည့်ရင်အာဗြဟံကိုလည်းဒီတိုင်းပဲဖခင်ကလေရုပ်ထုနဲ့ပြည့်နေတဲ့သူ့ရဲ့နေရင်းတီကနေခေါ်ထုတ်ပြီးတော့မှအာဗြဟံကဖခင်နဲ့အတူတူသွားလာတဲ့အခါမှာဖခင်ကအာဗြဟံကိုဘယ်လိုခေါ်ခဲ့လဲဆိုရင်ဖခင်သခင်ရဲ့အဆွေမိတ်ဆွေဆိုပြီးတော့မှခေါ်ခဲ့တယ်။ဒါပေမဲ့ဒီမောရှိကြတော့ဖခင်ကမိတ်ဆွေခေါ်ယုံမဲမကဘူးသူကအဆွေခင်မွန်းလို့ခေါ်တယ်။အဲ့တော့အာဗြဟံထက်တာတယ်။ เนาะအဆွေခင်မွန်းဆိုတဲ့အရာကအကျိုးတူစီးပွားဖက် အလုတ်တစ်ခုကိုအတူတကွာလှုပ်ဆောင်တဲ့သူဖြစ်တယ်เนาะအဲ့တော့မောရှိဖျားနဲ့ယင်းကြီးကျွမ်းဝင်တဲ့အရာကလေเนาะအဆွေခင်မွန်းအနေနဲ့ဖြစ်တယ်ဘာကြောင့်လဲဖျားရဲ့စိတ်နှလုံးကိုသူသိတယ်ဖျားမရှိတဲ့နေရာကို သူသိတယ်ဖျားဘာကိုလူချင်းတောင်းတနေလဲဆိုတာမောရှိကသိတယ်เนาะဒါကြောင့်ကျွန်တော်တို့အယောက်ချင်းစီတိုင်းရဲ့အသက်တာထဲမှာเนาะတပ်ပြင်ကို ဖះမရှိတဲ့နေရာကိုဖះမရှိတော့ဘူးဆိုတဲ့အာယုံခံစားမှုရှိရင်ကျမတို့အဲ့နေရာကနေထွက်တတ်တဲ့သူဖြစ်ဖို့လိုတယ်ဒီတပတ်ရဲ့နှုတ်ကပတ်တော်ကလေနော်တက်ပြင်းကိုထွက်ပြီးတော့ကလကအတွင်းထဲကိုဝင်ပါတဲ့ဒီသွေးသားဇာတိစိတ်သက်ထဲကနေထွက်ပြီးတော့မှဝိညာဉ်ထဲကိုဝင်ပါအဲ့ဒီကလကအတွင်းထဲမှာဘုံတော်ရှိတယ်။ဖခင်ရဲ့အလိုတော်ကဘုံမဲ့သွားတဲ့ ဘုံအတ္တရေပျောက်သွားတဲ့ကျမတို့ကိုဘုံအတ္တရေနဲ့ပြန်ပြေးလာဖို့ရန်အတွက်ရွေးယူနေတာအဲ့တော့ကျမတို့ကဖျားအလိုဖြစ်တဲ့ဘုံအတ္တရေနဲ့ပြန်ပြေးလာဖို့ဆိုရင်အဲ့ဒီကလကအတွင်းแท้ကိုဝင်ဖို့လိုတယ်ဖျားရှိရာအရက်ကိုတိုးဝင်ဖို့လိုတယ်ဘုံပြန်ရှိလာဖို့ကကျမတို့ဘက်ကျမတို့ကြင့်ကြံစူးစမ်းလို့မရအောင်ဖျားအแท้ကိုတိုးဝင်တိုးဝင်မှပဲကျမတို့ဟာဘုံပြန်ရှိလာမှာဖြစ်တယ်เนาะဒါကြောင့် ကျမ်းစာထဲမှာဘုံအတရေရှိတဲ့သားများစွာကိုရဖို့เนาะသခင်ယေရှုဟာရှေ့ဆောင်လမ်းပြခဲ့တာဖြစ်တယ်တဲ့ဘုံတော်ထဲကိုဝင်ရောက်သွားတာဖြစ်တယ်တဲ့ဒီနေ့ကျမတို့ခရိယန်ဖြစ်နေပါလေတဲ့ဖခင်သားတွေဖြစ်နေပါလေနဲ့ဘုံနဲ့မပြည့်လာဘူးဆိုရင်ဖခင်ရဲ့လူတော်ရည်ရွယ်ချက်မပြည့်စုံဘူးဘုံနဲ့ပြည့်လာဖို့ဆိုရင်တော့ကျမတို့ဟာယုတ်ထုရှိနေတဲ့ ထဲကနေထွက်ပြီးတော့မှကလကအတွင်းထဲကိုဝင်ရောက်တက်တဲ့သူတွေဖြစ်ဖို့နော်ဒီတက်အပြင်ကိုထွက်ပြီးတော့ကလကအတွင်းထဲကိုရှေ့ဆောင်ဝင်ခဲ့တဲ့သူဟာသခင်ယေရှုခရစ်တော်ပဲဖြစ်တယ်။သခင်ယေရှုဟာကားလိုင်းကိုထမ်းပြီးတော့မှယေရုရှလင်မြို့အပြင်ကိုသူကထွက်ခဲ့တယ်။အဲ့ဒါကတက်စခန်းထဲကနေထွက်လာတာနဲ့အတူတူပဲဖြစ်တယ်။ ကားလိုင်းကိုထမ်းပြီးတော့မှဂောလာဂောတာအရက်မှာသူအသေးခံခဲ့တာယေရုရှလင်မြို့ကနေထွက်ခဲ့တယ်မကသေးဘူးသူဟာဘုံနဲ့ပြည့်တဲ့နော်ကောင်းခင်ပုံထဲကိုရှေ့ဆောင်လမ်းပြဝင်သွားတဲ့သူ ဖြစ်တယ်ဆိုတာလေနော်ခရစ်တော်ကိုတာ၍ယင်းဤကျောင်းဝင်ဖို့ရန်အတွက်ဒီတစ်ပတ်မှာကြွေးမွေးတယ်